ရိယံဓမ္မဆရာတယောက်ကသူတို့ဖျားကကယ်တင်ရှင်ဗုဒ္ဓကကယ်တင်ရှင် မဟုတ်ဘူးလို့ပြောနေပါတယ်ဆရာတော်တဲ့ခရိယံဓမ္မဆရာတယောက်ကသူတို့ဖျားကကယ်တင်ရှင်ဗုဒ္ဓကကယ်တင်ရှင်မဟုတ်ဘူးလို့ပြောနေပါတယ်ဆရာတော်တဲ့ဦးဇင်းလည်းမြင်ပါတယ်ကြားပါတယ်နော်မမြင်ချင်အောင်မကြားချင်အောင်စောင့်နေတာပါမမြင်ချင်အောင်မကြားချင်အောင်စောင့်တယ်ဆိုတာမမြင်တာမကြားတာမဟုတ်ပါဘူး ်တတိပက္ခဖြစ်မဲ့ဇကားတွေကိုမပြောကြင်လို့မြင်ချင်အောင်မကြားချင်အောင်စောင့်နေတာပါနော်သို့တော့နည်းနည်းတော့ပြောလိုက်ပါမယ်ဘုရားကိုကယ်တင်ရှင်မဟုတ်ဘူးလို့ပြောတဲ့လူဟာဘ ഹു တုတအလွန်အလွန်နည်းတဲ့လူဖြစ်ပါတယ်ဘုရားသည်ကယ်တင်ရှင်ပါကယ်တင်ရှင်ဆိုပေမဲ့ကယ်တင်ရှင်တဦးတည်းနဲ့မပြီးပါဘူးကယ်တင်ခံရတဲ့ပုဂ္ဂိုလ်ကလည်းစ조사အားထုတ်မှကယ်တင်ခြင်းဟာအောင်မြင်ပါတယ်နော်ကဲဒါဆိုရင်ဘုရားသည်ဘယ်လိုကယ်တင်တာလဲ တကိုးနဲ့ကဲတင်တာလားမဟုတ်ပါဘူးတတဝါတိုင်းတတဝါတိုင်းဟာကိုပြုတ်ထားတဲ့ကံအတိုင်းဖြစ်တည်နေကြတာဖြစ်တဲ့အတွက်ကောင်းကောင်းဆိုးဆိုးကိုပြုတ်ထားတဲ့ကံအတိုင်းပဲခံစားကြရမှာပါဘယ်သူကမှဝင်ရောက်ပြီးကဲတင်ဆောက်ရှောက်ပေးလို့မရပါဘူးကဲတင်ဆောက်ရှောက်ပေးလို့ရတယ်ဆိုရင်လောကမှာဒုက္ခဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာရှိမှာမဟုတ်ပါဘူးเนาะကဲဒါဆိုရင်ဗုဒ္ဓသည်ဘယ်လိုကဲတင်တာလဲဟိတေပဝတ္တနေနအာဟိတေသနိဝတ္တနေနာ တတနာံဘယံဟိတတိတိဘုဒ္ဓောတဲ့အစည်းပွားကိုဖြစ်စေနိုင်တဲ့ကောင်းမှုကိုဖြစ်စေခြင်းအစည်းပွားကိုဆုပ်ယုပ်စေသောမကောင်းမှုကိုတားဆီးပေးခြင်းတတဝါတို့အားအပယ်လေးပါးသို့ကြားရောက်စေနိုင်သည့်ဘေးရန်ကိုဖြစ်စီပေးခြင်းဖြင့်ကယ်တင်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီနည်းနဲ့ဘုရားဟာကယ်တင်ပေးတာပါဒီနည်းဟာမှန်ကန်တဲ့ကယ်တင်နည်းပဲဖြစ်ပါတယ်အဲ့ဒီနည်းနဲ့ကယ်တင်ပေးတဲ့အတွက်ကြောင့်လည်းပဲတတဝါတွေဟာတန်တရာဝိသင်းရဲ့မှလွတ်မြောက်ကြရပါတယ် အဲကြံတာတွေကတော့ဖရာအမိခံပြီးစိတ်ကူးရင်ကဲတင်မှုတသက်တာဖြစ်ပါတယ်နော်လက်တွေမှာတော့ဘယ်နေရာမှာမှကဲတင်တာမရှိပါဘူးဒါပဲပြောချင်ပါတယ်နော်အရှင်ဖရာမလျင်ကဘာကြောင့်လှုပ်တာလဲဗုဒ္ဓဘာသာနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုသဘောတက်ရောက်ပါသလဲတဲ့ဘူမိဇာလာတုတ်မှာမြင်းကလေးလှုပ်ချောင်း၈ပါးကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်အဲ့ဒီမြင်းကလေးလှုပ်ချောင်း၈ပါးကဘာတွေလဲဆိုရင်၁ မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်ရင်းကလေးရင်လှုပ်ခြင်းနှစ်တကိုးအိပ်တိဘက်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်ရင်းကလေးရင်လှုပ်ခြင်းသုံးဖျားအလောင်းပရိတန်တွေယူခြင်းကြောင့်ရင်းကလေးရင်လှုပ်ခြင်း၄၄ဖျားအလောင်းဖွားမြင်ခြင်းကြောင့်ရင်းကလေးရင်လှုပ်ခြင်း၅ဖျားဖျားအဖြစ်သို့ရောက်ရှိတော်မူခြင်းကြောင့်ရင်းကလေးရင်လှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားခြင်းကြောင့်ရင်းကလေးရင်လှုပ်ခြင်း၇ ဖယားရှင်အာယုတင်္ခါရလွတ်တော်မူခြင်းကြောင့်မြင်ကလေးရင်လှုပ်ခြင်း၈။ဖယားရှင်ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်မြင်ကလေးရင်လှုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာမြင်ကလေးရင်လှုပ်ကြောင်းအကြောင်း၈ပါးပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဖယားရှင်မရှိတော့တဲ့အတွက်ယခုနောက်ပိုင်းမြင်ကလေးရင်လှုပ်တာတွေဟာအဆိုပါမြင်ကလေးရင်လှုပ်ကြောင်း၈ပါးတဲ့ကဒီအောက်ခံရေပြင်ကိုရေပြင်တိုက်ခတ်ခြင်းကြောင့်မြင်ကလေးရင်လှုပ်ခြင်းနဲ့တကူအိပ်ဒီဘက်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်ကလေးရင်လှုပ်ခြင်းဆိုတဲ့ အကြောင်းရင်းနှစ်ချက်တစ်ချက်ချက်ကြောင့်လှုပ်တာဖြစ်ပါတယ်နော်အရှင်ဖေယားတပည့်တော်ကိုမေးလျှောက်ခွင့်ပြုပါဖေယားဒီပြောဖေယားမရှိကောင်းဘူးဆိုတာမှန်ပါသလားဖေယားတဲ့မှန်ပါတယ်နော်ဒီပြောဖေယားဆိုတာ မရှိပါဘူးတချို့ကနှိကျိရှိစုဖေယားတဲ့ကတဏ္ဍင်္ဂရာဖေယားမေတ္တင်္ဂရာဖေယားတရဏင်္ဂရာဖေယားဆိုတဲ့ဖေယားသုံးစုရဲ့ဘုရားဝင်တမိုင်းမှာဇနီးနာမည်နဲ့သာသမီနာမည်တွေမပါတာကိုကြည့်ပြီး လူပြိုဖျားရှိတယ်လို့ပြောနေကြပါတယ်တကယ်တော့လူပြိုဖျားဆိုတာမရှိပါဘူးเนาะလူပြိုဖျားမရှိပါဘဲနဲ့အဘဲကြောင့်ထိုဖျားသုံးသူရဲ့ဘုဒ္ဓဝင်သမိုင်းမှာဇနီးနာမည်နဲ့သာသမီနာမည်တွေမပါရတာလေဆိုရင်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဖျားဖြစ်ဖို့ပါရမီဖြည့်ကျင့်တဲ့အခါမှာသာရမန္တကဘာကနေစပြီးဖြည့်ကျင့်ရပါတယ်အဲ့ဒီသာရမန္တကဘာမှာသောသောကပြောခဲ့တဲ့တဏင်္ဂရာဖျား မေတင်္ကရာဖရာတရဏင်္ကရာဖရာဆိုတဲ့ဖရာသုံးစုနဲ့ဒီပင်္ကရာဖရာအပါဝင်ဖရာလေးစုပြင်ပါတယ်ဦးဇင်းတို့ဖရာအလောင်းဟာဒီပင်္ကရာဖရာရဲ့ထံမှာစပြီးဖရာစုပန်ရပါတယ်အဲ့ဒီလိုဒီပင်္ကရာဖရာရဲ့ထံမှာစပြီးဖရာစုပန်တာဖြစ်တဲ့အတွက်ဒီပင်္ကရာဖရာရဲ့အထက်ကပြင်သွားတဲ့တဏင်္ကရာဖရာမေတင်္ကရာဖရာတရဏင်္ကရာဖရာဆိုတဲ့ဒီဖရာသုံးစုကိုမဖူးတွေးလိုက်ရပါဘူး ဲ့ဒီလိုမဖူးသွေးလိုက်ရတဲ့အတွက်ဖယားအဖြစ်သို့ရောက်တဲ့အခါမြစ်ကြီးရှိစုဗုဒ္ဓဝင်တမန်အကြောင်းညာကိုပြန်ဟောတဲ့အခါမှာထိုမဖူးသွေးလိုက်ရတဲ့ဖယားသုံးစုရဲ့ဗုဒ္ဓဝင်တမန်အကြောင်းညာကိုအချင်းချုပ်သာဟောတဲ့အတွက်ဇနီးနာမည်နဲ့သာသမီနာမည်တွေမပါခြင်းဖြစ်ပါတယ်ဗုဒ္ဓဝန္တထောက်ဝန်ပဲ351တာဓမ္မတာကထာမှာဖယားရှင်တို့ဤဓမ္မတာ30ဆိုတာရှိပါတယ်အဲ့ဒီဓမ္မတာ30တဲကနံပါတ်6မှာ နမိတ်ကြီးလေးပါးကိုမြင်၍ပါတယောက်ရမှတောဆက်တော်မူခြင်းဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီအချက်ကိုကြည်တော်အဖြစ်လူပြိုဖျားမရှိဘူးဆိုတာဟာသိတာထင်ရှားပါတယ်။ဒါကြောင့်လူပြိုဖျားမရှိဘူးဆိုတာဟာမှန်တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။နတ်ကိုယုံပါတယ်နတ်ကတော်ကိုမယုံတာတဲ့။ဟုတ်တယ်နတ်ကမလိမ်ဘူး။လိမ်နေတာကနတ်ကတော်နော်။ဒါကြောင့်အဲ့ဒီနတ်ကတော်ကိုပဲမယုံရမှာ။ မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပါရာဇိကံပါဠိတော်မင်္ဂုလိဆိုတဲ့ဝိနိတဝိတ္ထုမှာလက်ကတော်တယောက်ဟာလူတွေကိုအယူမအောင်လိညာတဲ့အတွက်ကြောင့်လက်ကတော်သိရင်ပြိတ္တာဖြစ်မယ်လို့ဟောကြားခဲ့ပါတယ်။ဒါကြောင့်မယုံမဲ့မယုံလက်ကတော်ကိုပဲမယုံရမှာပါ။ဒါနဲ့ပတ်သက်လို့တခါတုန်းကခရိယံဘာသာဝင်တယောက်ဟာလက်ကတော်တယောက်သူတို့ဘာသာထဲကူပြောင်းယုံကြည်သွားတာကိုအကြောင်းပြပြီးတော့ဥစဉ်ကိုလာပြီးဘာသာရေးစီယုံပါတယ် ဘယ်လိုစီယုံတယ်လဲဆိုရင်ဦးစင်ကြည့်ပါဦးဦးစင်တို့ဘာသာထဲကနဂရောတယောက်တပည့်တော်တို့ဘာသာကိုယုံကြည်ကိုးကွယ်သွားပြီဦးစင်လည်းအချိန်မီပြင်ဆင်တဲ့အနေနဲ့တပည့်တော်တို့ဘာသာကိုယုံကြည်ကိုးကွယ်ပါဆိုပြီးဘာသာရေးစီယုံပါတယ်အဲ့ဒီအခါမှာဦးစင်ကအေးနဂရောဆိုတာကလူလိန်ဖြစ်တယ်တို့ဗုဒ္ဓဘာသာဝင်တွေကိုလိန်ပြီးဝသွားလို့မင်းတို့ဘာသာကိုလိန်ဖို့ရောက်လာတာမင်းတို့လည်းတတိထားနေအလိန်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်နော် ဒါကြောင့်နဂရတော်ဆိုရင်တော့မယုံကြပါနဲ့မင်္ဂလာပါဖုံဖုံရှေးဦးစွာ အခေါ်အဝေါ်လေးတွေမှားရင်ကြိုပြီးတောင်းပန်ပါတယ်ရှင်သမီးကခရိယံဘာသာရေးကျောင်းသူပါရှင်သမီးတို့လည်းမြတ်စွာဘုရားရှင်နဲ့ပတ်သက်ပြီးဘယ်လိုတွေတွင်တင်ကြောင်းလေ့လာရမှာပါရှင်အဲ့ဒီအဲမှာမှဗုဒ္ဓဘာသာတွေကဗေဒင်မေဗေဒင် ဟောလို့ရပါသလားဘုရားဆွမ်းတော်ကပ်ပြီးရင် ပြန်စားလို့ရပါသလားသမီးတငယ်ချင်းရဲ့ဗုဒ္ဓဘာသာတငယ်ချင်းတွေကိုယ်တိုင်ကလည်း တဲတဲကွဲကွဲမပြောပြတတ်ကြလို့ဖြေပေးပါလားဖုန်ဖုန်တဲ့အရင်ဆုံးမြတ်စွာဘုရားကိုတော်တိုင်ကဗေဒင်ကိုလက်မခံတဲ့အတွက်ဗေဒင်သည်ဗုဒ္ဓဘာသာနဲ့မသက်ဆိုင်တာကြောင့်စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်မှန်ရင်ဗေဒင်မေးဗေဒင်ဟောလို့လို့မရပါဘူးเนาะဒါကြောင့်မြတ်စွာဘုရားကဗေဒင်ကိုလက်မခံဘူးဟုပြောရတာလဲဆိုရင်ဒီကနေ့ကတိလက်ခန္ဓာဝတ်တိဝိဇ္ဇတုံးမှာဗေဒင်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဝါတိထလူလင်ကို ခြေသားဝါသက်ထဗေဒင်သုံးပုံ၌ကိုးစားယုံကြည်ကြသော ပုံနာတို့သည်ဗေဒင်၌နင်းမြို့၍ပျက်စီးကြကုန်၏တန်လျက်ကိုရေထင်၍ကုခတ်ကြကုန်၏ထို့ကြောင့်ဗေဒင်ကိုအစာရေစာမရှိသော တောနတ်ကြီးဟူ၍၎င်းလူတို့၏ပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်၏လို့ဟောကြားတော်မူထားပါသည်အဲ့ဒီလိုမြတ်စွာဘုရားကိုတော်တိုင်ကဟောကြားတော်မူထားတဲ့အတွက်ဗေဒင်ကိုမြတ်စွာဘုရားကလက်မခံဘူးဟုပြောရခြင်းဖြစ်ပါတယ် နောက်ပြီးဖျားဆွမ်းတော်စွန့်စားတဲ့ကိစ္စဖျားဆွမ်းတော်ဟာလူတိုင်းစွန့်စားလို့ရပါတယ်သို့တော့ဒီတိုင်းစွန့်စားလို့တော့မရပါဘူးဘယ်လိုစွန့်စားရမလဲဆိုရင်ဖျားဝေယဝစ္စလုပ်ပြီးမှစွန့်စားရမယ်လို့အထာကထာက ရှင်းပြထားပါတယ်အဲ့ဒီလိုရှင်းပြထားတာဖြစ်တဲ့အတွက်ကြောင့်ဖျားဆွမ်းတော်ကိုစွန့်စားမယ်ဆိုရင်ဖျားဝေယဝစ္စလုပ်ပြီးမှစွန့်စားရမှာဖြစ်ပါတယ်နော်အရှင်ဖျားတစ်တော်တွေပဲလိုက်ကြည့်နေတာလားဖျားကြည့်လို့တွေ့တာလေ ပရိယတိသာသနာပရိပတိသာသနာပရိဝေဒသာသနာလေးတော့လုပ်ပါဦးတဲ့ဥသင်ကမနက်9:00နာရီထိုးပြီဆိုရင်ဖရာဝတ်တက်ပါတယ်ပြီးတဲ့အခါမှာကမ္မထာအထုတ်ပါတယ်ဖရာဝတ်တက်ကမ္မထာအထုတ်ပြီးပြီဆိုရင်တပြည့်စီလဲ၍ဖရာဝေယဝဆလုပ်ပါတယ်တပြည့်စီလဲဖရာဝေယဝဆလုပ်ပြီးပြီဆိုရင် စာဖတ်ပါတယ်စာဖတ်ပြီးလို့စေနာကြီးခွဲပြီဆိုရင် နေစွမ်းဖုံးပေးပါတယ်နေစွမ်းဖုံးပေးပြီးပြီဆိုရင် ဗုဒ္ဓနုတ္တိကမ္မထံစီပြန်ပါတယ်ပြီးတဲ့အခါ online ပေါ်မှာဘာသာရေးနဲ့ပတ်သက်တာတွေကိုလေ့လာကြည့်ရှုပါတယ်ဒကာဒကာမတွေကဘာသာရေးနဲ့ပတ်သက်တာတွေကိုမသိလို့မေးမြန်းလာပါကမိမိသိသလောက်ဖြေကြားပေးပါတယ်ညနေပိုင်းရောက်ပြီဆိုရင်တပြည့်စီလှည့်၍ចောင်းတန်ရှင်ရေလုပ်ပါတယ်ညပိုင်းရောက်ပြီဆိုရင်ဖះရှိခိုး၍မေတ္တာကမ္မထံစီပြန်ပါတယ်အဲ့ဒါဥစဉ်ရဲ့တဏိတာအလုပ်ပါနော်အဲ့ဒါတွေကိုဦးစင်းက online ပေါ်မှာခြမပြတဲ့အခါကျတော့ဘယ်သူမှမသိကြဘူး ချက်ပြတရားလည်းမလိုဘူးလေကိုလုတ်တဲ့အလုပ်ကိုကိုသိနေဖို့ပဲလိုတယ်ဟုတ်တယ်မလားဒါကြောင့်ဦးစင်းကမှန်ပိုင်ရှင်ဖြစ်တယ်လို့မျိုးတဏီကုံတိတော့တွေပဲလိုက်ကြည့်နေပြီလေလွင့်နေတဲ့190 130မဟုတ်ဘူးကို့အလုံးနဲ့ကိုနော်နောက်ပြီးပရိယတိပရိပတ်တိပရိဝေဒဆိုတာကိုလည်းပြောပါဦးမယ်ပရိယတိဆိုတာပါလဲပရိပတ်တိဆိုတာပါလဲပရိဝေဒဆိုတာပါလဲပရိယတိဆိုတာစာပေတင်ကြတရားဟောပြောခြင်း ပရိပတ်တိဆိုတာတရားအထုတ်ခြင်းပရိဝေဒဆိုတာကအဲ့ဒီပရိယပရိပတ်ကရလာတဲ့အကျိုးတရားကိုပြောတာနော်အခုဦးစင်း online ပေါ်မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့မသိတာတွေကိုဟောပြောပြတာပြနေတာဖြေကြားပြနေတာတွေဟာပရိယတ္တိလေအဲ့ဒါသာသနာပြုတာလို့ခေါ်တယ်နော်ပရိယတ္တိပရိပတ်တိပရိဝေဒလုပ်နေတဲ့ဘုန်းကြီးတစ်ပါးကိုပရိယပရိပတ်ပရိဝေဒလုပ်ပါအောင်ဆိုတော့ဦးစင်းကဘာပြောရမှာတော့ဟွန်း ဒါကြောင့်မမ်းပန်ရှင်ကိုယ်တိုင်ကိုကပရိယတိပရိပတိပရိဝေထာရဲ့အထိပ္ပယ်ကိုမသိဘူးဖြစ်နေတယ်။အဲဥသိန်းကိုပြောကြည့်တယ်ဆိုရင်မမ်းပန်ရှင်အနေနဲ့အရင်ဆုံးပရိယတိပရိပတိပရိဝေထာရဲ့အထိပ္ပယ်ကိုသိအောင်လုပ်ပါလို့ပြောကြည့်ပါတယ်နော်။အဲပြီးတော့မှဥသိန်းကိုလာပြီးတော့ပြောပြပါ။ကျေးဇူးတင်ပါတယ်နော်။အရှင်ဖရာရဲ့ဓမ္မဗီဒီယိုတွေတပြည့်တော်နှစ်ချိုက်သူပါဖရာ။တပြည့်တော်ကဘာသာခြားကြားမှနေရသူပါ။ဘာသာခြားတအူးက တတဝါလူချွတ်မှကျွတ်တယ်တဲ့တပည့်တော်ကလက်မခံပါဘူးရှင်းမပြတတ်လို့ရှင်းပြပေးတော်မူပါဖရာတဲ့တတဝါလို့ပြောလိုက်ရင်တချို့ကတရိษံကိုပဲမြင်တတ်ကြတယ်နော်တတဝါဆိုတာကတရိษံတစ်မျိုးတည်းကိုပြောတာမဟုတ်ဘူးတရှိအရာအလုံးကိုပြောတာအဲ့ဒီလိုတရှိအရာအလုံးကိုတတဝါလို့ပြောတာဖြစ်တဲ့အတွက်လူလဲတရှိဖြစ်တာကြောင့်လူလဲတတဝါပဲနော်ဒါကြောင့်တတဝါလူချွတ်မှကျွတ်တယ်လို့ပြောရင် မင်းလည်းတတဝါဖြစ်တဲ့အတွက်မင်းကိုလည်းငါချွတ်မယ်လက်ခံမလားလို့မေးကြည့်လိုက်ပါနော်တချို့ကတရိတ်ဆန်တကောင်ကိုတက်လိုက်တဲ့အခါမှာအဲ့ဒီအသက်ခံရတဲ့တရိတ်ဆန်ဟာပြေးသွားပြီးတဲ့အခါနောက်ဘဝအကောင်းရဘဝသို့ရောက်တယ်လို့ထင်တတ်ကြပါတယ်မရောက်နိုင်ဘူးနော်ဘာကြောင့်လဲဆိုရင်တရိတ်ဆန်ဆိုတာကအိစားကာမ၃ခုကိုသာသိပြီးလူတွေလိုကုသိုလ်အကုသိုလ်မသိတဲ့အတွက်အဲ့ဒီတရိတ်ဆန်ဘဝကသိပြီးဆိုတာနဲ့ရေကိုကြာသွားတာနော် တခါတည်းကမှာတော့ဘဝပေါင်းများစွာကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုကြောင့်ကောင်းရာသူကတိတို့ရောက်တဲ့အခါမျိုးတွေတော့ရှိပါတယ်အဲ့ဒါကလည်းပဲတသိန်းမှတစ်ယောက်လောက်ပါနော်ဒါကြောင့်မြတ်စွာဘုရားကလူတသိန်းတည်းလို့ကောင်းရာသူကတိတို့တယောက်ရောက်ခဲ့တယ်လို့ဟောကြားတာပေါ့နော်ဒါကြောင့်တရိษံတကောင်သိပြီဆိုရင်ကောင်းရာသူကတိတို့ရောက်ခဲ့တဲ့အတွက်တတဝါလူချုံမှကျွတ်တယ်ဆိုတဲ့စကားဟာအမှန်ပါဘူးမှားပါတယ်နော်တတဝါလူချုံမှကျွတ်တယ်လို့ပြောပြီဆိုရင်အဲ့ဒီပြောတဲ့လူကိုပြောလိုက်ပါ မင်းလည်းတတ္တဝါဖြစ်တဲ့အတွက်မင်းကိုငါချွတ်မယ်လက်ခံမလားလို့နော်